ဒီမျိုးသမီးတွေကရေထဲမှာအောက်ဆီဂျင်တော့မလိုပဲအချင်းချာကြီးငုံနိုင်တယ်။ဘာဆက်ကရိယာတွေမှမလိုပဲရေအောက်ကခရုကောင်တွေရင်းကြီးတွေကိုဖမ်းယူကြတဲ့အဖွဲ့ရေကျူးကျွန်းကကြီးရွာတွေမှာလူတွေလေးစားခံရတဲ့အမျိုးသမီးတွေဂျပန်ပင်လယ်ပြင်မှာလှိုင်းတိုးတွေကိုဖျက်ကျော်ပြီးပင်လယ်ကျမ်းမြစ်စီကိုနတ်ရှိုင်းစွာငုံဆင်းကြတဲ့အမျိုးသမီးရင်ငုံအဖွဲ့တစ်ဖွဲ့ရှိပါတယ်။သူတို့ကတော့တောင်ကိုရီးယားနိုင်ငံရေကျူးကျွန်းမှာနှစ်ပေါင်းကြာရှိကလေးကရှိခဲ့တဲ့ဟန်ယူလို့ခေါ်တဲ့ပင်လယ်မျိုးသမီးတွေပါကိုရီးယားမှာဟန်ယူလို့ခေါ်တဲ့ဒီစကလုံးကဘာသာပြန်ရင်တော့ပင်လယ်ပြောအမျိုးသမီးတွေလို့အဓိပ္ပာယ်ရပြီး ောက်ဆီဂျင်သုံးဆက်တွေတောင်မပါဘဲရင်ကုန်ပြီးပညာထက်ပစ္စည်းတွေကိုရှာဖွေရယူကြတဲ့အမျိုးသမီးတွေပါစောက်ခံရသူတွေကစတင်ခဲ့တဲ့ဒီထုံးနှန်းစင်တာကအရင်ကမျိုးသားတွေဥဆောင်တဲ့အလုပ်ကိုင်ဖြစ်ခဲ့ပေမဲ့ဆက်ရှိရသူနောက်ပိုင်းမှာကျအမျိုးသမီးတွေကအများဆုံးလောက်လာကြတယ်သူတို့မှာထူးခြားတဲ့ရင်ကုန်ဒီပညာတွေလည်းရှိပါတယ်အောက်ဆီဂျင်ဘူးမသုံးမဲ့လွတ်လွတ်လပ်လပ်ရင်ကုန်နိုင်တာဒီအောက်မှာ2မိနစ်လောက်အသက်အောင်နိုင်တာရေနဲ့10မီတာကနေ20မီတာအထိရေအောက်ကိုငုံနိုင်တာပြီးတော့ဒီမျိုးသမီးတွေကရေပေါ်ကိုပြန်တက်လာတဲ့အချိန်တိုင်းထူးခြားတဲ့လေချိုတန်တွေကိုပြုလုပ်နိုင်ကြတယ် ။အန်ယွန်မျိုးသမီးတွေကရင်ကုန်ပြီးရောခရုကောင်ပင်လယ်မုတ်ကောင်ပင်လယ်ရင်ကြီးကနန်းနဲ့တခြားရင်းနှီးတဲ့တော်ဝါတွေကိုဖမ်းဆီးပြီးစီးပွားရှာကြပါလိမ့်။ဒီရင်ကုန်တဲ့အန်ယွန်မျိုးသမီးတွေကခြေယူကျွန်းကကြေးရွာတွေမှာအလွန်မင်းလေးစားခံရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါလိမ့်။သူတို့ရဲ့ဝင်ငွေတွေကမိသားစုဝင်တွေရဲ့စီးပွားရေးကိုအများကြီးထောက်ကူပြုခဲ့ပါတယ်။နောက်ဆက်ချက်ခုနှစ်မှာဟန်ယူယဉ်ကျေးမှုကယူနက်စကိုရဲ့တမ်းမဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြင့်စင်းရင်းသွင်းခြင်းလည်းခံခဲ့ရပါတယ်။ဒါ့အပြင်ဒီနေ့လိုအချိန်မှာတော့ရင်ငုတ်တဲ့ဟန်ယူရဲ့ရေတက်ကတဖြည်းဖြည်းညှော်နေလာပါတယ်။ 1960ခုနှစ်တွေတုန်းကလူပေါင်း3000ခန့်တော့ဒီဖွဲ့စည်းတဲမှာရှိခဲ့ပေမဲ့2020ခုနှစ်မှာတော့လူ3200ခန့်ပဲကျန်ရှိပါတော့တယ်။ဆန်ညိုဖွဲ့ဝင်တွေရဲ့80ရာခိုင်နှုန်းကအသက်60ထက်အမျိုးသမီးတွေပါ။ဒီနေ့ခေတ်မှာတော့ဒီဆန်ညိုတွေရဲ့ရင်ကုန်တဲ့လုပ်ငန်းအပေါ်မှာလူငယ်တွေစိတ်ဝင်စားမှုကနည်းပါးလာပါပြီ။ရှားဒီဥရုပြောင်းနေတာပင်နဲ့ရည်ရည်ညင်ညင်းတာပင်နဲ့ထုတ်ကုန်ဈေးကွက်တွေပြောင်းနေတာတွေကြောင့်လည်းပါပါတယ်။ဆန်ညိုတွေရဲ့ကြီးပါတွေကိုဖိအားတွေလက်ပတ်ခွင့်ပေးထားပြီးသူတို့ရဲ့ဒဏ္ဍာရီယူရကိုလည်းလေးလာလို့ရပါတယ်။ ။ဟန်ယူလို့ခေါ်တဲ့ဒီပင်လယ်မျိုးသမီးတွေကရှင်ကိုကျွမ်းကျင်တဲ့အမျိုးသမီးတွေသာမဟုတ်ဖင်းနဲ့သူတို့နေထိုင်ရာဂျေဂျူကျွန်းရဲ့ရင်ကျေးမှုနဲ့သဘာဝကိုကိုးစားပြုတဲ့အန်ဖွဲ့မျိုးသမီးတွေလည်းဖြစ်ပါတယ်။